ားလုံးပဲမင်္ဂလာပါရှင်နန်ဒစိတ် channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အလင်းရိပ်ပါတွင်နိုင်တိုးရဲ့ပူပိုင်းဒေတာဤ oasis ပုတ်ပါဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အပူပိုင်းဒေတာဤ oasis ပုတ်ပါအပိုင်း9 ပုတ်ပါမယ်တော်ပုတ်ပါမယ်တော်ကဂျက်တာဤဇနီးချွေပြင်းညီနောင်တို့ဤမိခင်ဖြစ်သည်သူ့ကိုပန်းစားဘလူးမဖြစ်ကြောင်းအဆိုရှိကြ၏ပုတ်ပါမယ်တော်ဤမူလနေထိုင်ရာအရက်မှာပုတ်ပါ တောင်ကြီးပင်ဖြစ်လေသည် ပုတ်ပါမယ်တော်ဤအမိကိုမေဝနဟူ၍တည်ရှိရသည် ရွှေရောင်စင်းကဲ့သို့လှပချောမောသူဟူ၍အတိတ်ပဲရပါသည်မေဝနသည် ပုတ်ပါတောင်တွင်ကျင်လည်ကျက်စားနေသည့် ပန်းစားဘလူးမှဖြစ်သည်သူသည်ပကံမှပန်းခူးလာရောက်သည့်ပန်းဆက်အမှုတံဗျက်တာနှင့်ဆုံတွေ့ရာမှတဦးနှင့်တဦးမြစ်တာမျှသွားကြကသားရွှေပြင်းကြီး ရွှေပြင်းငယ်တို့ကိုဖွားမြင်ခဲ့ခြင်းဖြစ်သည်မေဝနသည်ခင်မွန်းတဲ့ဗျက်တာရာဇဝတ်တင်၍စီရင်ကိုမြက်ခံရကြောင်းကြားသိရချိန်တွင်ရင်ကွဲနာကြ၍ကွယ်လွန်သွား၏ထိုချိန်မှစ၍မေဝနနှက်ဖြစ်သွားသည်ဆိုပါသည်ယခုအခါပုပ်ပါတောင်တွင် ုပ်ပါမယ်တော်နတ်နန်းကို တွေ့မြင်နိုင်ကြပေသည် ပုပ်ပါမယ်တော်သည်တောင်ပြုံးမင်းနှင့်ပုပ်ပါပွဲတော်ကျင်းပချိန်တွင် ပုပ်ပါမှ တောင်ပြုံးသို့ကြွားရောက်လေရှိသည်ဆို၏မေခေမာနတ်မေခေမာနတ်သည် ပုပ်ပါမယ်တော်နှင့်ဆိုင်သောနတ်ဖြစ်သည်မေခေမာသည်ပကံမင်းနေပြည်တော်မှပုံနာအမတ်တဦး၏သမီးဖြစ်သည်ဆိုပါသည် ပုပ်ပါမယ်တော်၏ချစ်ခင်မျက်နှူးခြင်းခံရသူလည်းဖြစ်ပါသည်သူကိုသခင်မ ာနုတ်ဟုလဲခေါ်ဆိုကြ၏ပုတ်ပါမယ်တော်သည်မဲခေမာအားချစ်မြတ်နိုးလျာသည်အလျောက်လက်ပြာနှုတ်ကမိမိအပါသို့ခေါ်ယူထားသည်ဟုပြောစမှတ်ပြုကြလေသည် တောင်တော်သခင်မတောင်တော်သခင်မ၏အမည်ရင်းမှာမမဦးဖြစ်ပါသည်တောင်တော်သခင်မနတ်မှာတောင်မြုံမင်းနှပါနှင့်သက်ဆိုင်သောနတ်ဖြစ်၏မမဦးသည်ပြင်ဦးလွင်ဝင်းစာကွင်းပိတ်မေမျိုးနှင့် မရယာအဆက်ရှိသခင်မတောင်ကျေတွင်တရှိသည့်အင်းကျဲရွာသူ ဖြစ်ပါသည်မမဦးကချောမောလှပါသည်ရက်ကန်းရက်လဲကျွမ်းကျင်သည် သူသည်တကြိမ်တွင်တောင်ပြုံးရွာမှ ကိုရင်မောင်နှင့်ချစ်ကြိုက်ခဲ့မိ၏ထို့နောက်ကိုရင်မောင်နှင့်အိမ်ထောင်ပြုပြီးတောင်ပြုံးရွာသို့လိုက်နေသည် တနေ့တွင်ကိုရင်မောင် အထက်ဘက်တောသို့တစ်ခုတ်ဖောင်ဖွဲ့ရန်တွားရောက်လေသည် ထိုအခါတောင်ပြုံးမင်းနှပါအနှက်ညီဖြစ်သူချွေဖြင်းလေးကမမအိုးပေါ်ချစ်ရေးဆိုတော့ဤ မမဦးမှာအလွန်ချောမောလာပ၍ဖြစ်ဟန်တူ၏မမဦးသည်မိမိအနေဖြင့်ကိုရင်မောင်ရှိနေကြောင်းပြောကြရင်းရွှေဖင်းလေး၏ချစ်ရေးဆိုမှုကိုပယ်ဖြတ်၏ထိုအခါရွှေဖင်းလေးကမမဦးအား낯ကြားဖြင့်ကြိုက်စေလေသည်낯ကြားသည်မမဦးအားသခင်မတောင်ရှိုးတွင်ရှိကြားတွင်သို့ဆောင်ယူသွား၏ရင်းသို့ကြားဆွဲခံရခြင်းတွင်မမဦး၏ခေါင်းထက်၌တရဖီပန်းကုန်းကိုပန်ဆင်ထားသည်ဆို၏ ကြားတွင်သို့ရောက်လျင်ချွေပြင်းလေးကမမဦးအားချစ်ရေးဆိုပြန်ပါသည်မမဦးမှာမိမိခင်မွန်းကိုရင်မောင်ရှိသဖြင့်ကိုရင်မောင်ပေါ်သာလျင်တစ္ဆာရှိရမည်ဖြစ်ကြောင်းပြန်လည်ပြောကြားပါသည်မမဦး၏အဋ္ဌထံကြောင့်ဦးကောင်းထမတရဖီပန်းကုံများမြေတို့ကြာရောက်ကတရဖီပင်များ ပေါရောက်ခဲ့ရသည်ဆို၏ယခုထက်တိုင်တခင်မတောင်တွင်ရှိသောမမဦး၏နတ်နန်းတွင်တရဖီပင်များတောအုပ်ကလေးတစ်ဖွဲပေါရောက်လျက်ရှိနေပါသေးသည် မိုးခေါင်ကျော်စွာနတ်မောင်နှံမိုးခေါင်ကျော်စွာနတ်မောင်နှံတို့ကပကံခိတေးလေကြောင်မင်းလက်ထက်ကပင်ပေါ်ပေါက်ခဲ့ကြောင်းအဆိုရှိကြ၏မောင်ကျော်စွာနှင့်ဇနီးမေတော်ရာတို့သည် ပုပ်ပါတောင်ကလက်၏အနောက်ဘက်တွင် လေယာလောက်ကိုင်းစားတောက်ကြသူများဖြစ်ကြလေသည်သူတို့သည်ရှင်အစ္ဆဂောနာ၏တပည့်ဒါယကာများဖြစ်သည်ဟုလည်းအဆိုရှိကြ၏ရှင်အစ္ဆဂောနာထွက်ရပေါက်သွားပြီးနောက်ဘုရင်မင်းမြတ်က သူ့ဒါရက်ကအရင်ဖြစ်ခဲ့သူ မောင်ကျော်စွာကို ထိနှံစည်းစိမ်အတွက်စိတ်မချဖြစ်က စီရင်ကိုမြတ်ခဲ့သည်ဆို၏မဲတော်သာသည်ခင်မွန်းဖြစ်သူဟာထွက်ရပေါက်တန်ဝိဇာဆရာအရှင်ကခေါ်ဆောင်သွားရမှ ပြန်ရောက်မလာတော့အခါအလွန်ပင်လွမ်းဆွတန်းတလေသည်ယင်းနေရာဌာနများကို လွမ်းတောင်မျောတော်တောင်ဟူ၍ယနေ့တိုင် ခေါ်ဝေါ်ကြဆဲဖြစ်သည်ဆိုပါသည် မဲတော်ရာသည်ခင်မောမောင်ကျော်စွာစီရင်ကိုမြက်ခံရသောအခါရင်ကွဲနာကြ၍ကွယ်လွန်သွား၏တို့ဖြင့်ဇနီးမောင်နှံနှူးစလုံးမှာနတ်စိမ်းများဖြစ်လာကြသည် တခါသော ပကံမင်းနေပြည်တော်၌အလွန်အမင်းမိုးခေါင်သဖြင့်နတ်များကိုပူဇော်ပတလျက်မိုးကိုစောင့်စားကြလေသည် ထိုအခါကြော်စွာနတ်ကမိုးမြွာအောင်တားဆီးသူမှာမိမိဖြစ်ကြောင်းရွာစေလိုလျင် မိမိအားပုပ်ပါတောင်ဆောင်တွင်နတ်ကွန်တိဆောက်၍ကိုးကွယ်ပါတရန်လူကြောင့်ပြောကြားသည်ဆို၏ထို့ဖြင့်ပုပ်ပါတောင်နောက်မြောက်ဆောင်ရှိတပြေပင်နှင့်ရေရင်ဆန်းအနီး၌ဘုရင်မင်းမြတ်ကနတ်ကွန်ဆောက်လုပ်ပူဇော်ပါတလေသည်ထို့နောက်ကျော်စွာနတ်ကလွန်ဆွဲကြရန်ပြောကြားလျာရက်အတန်ကြာမိုးမြွာပဲနေရာမှ ရုတ်ချီးဆိုသလိုဆိုတဲ့ကဲ့သို့ မိုးများတဲထန်စွာရွာသွန်းလေတော်သည် ကြောစွာနတ်မှလည်းထိုခါကြမှဝန်တာအားရရှိတော်မူ၏ထိုချိန်မှစ၍ကြောစွာနတ်အားမိုးခေါင်ကြောစွာဟု ခေါ်ဆိုကြလေသည် မိုးခေါင်ကြောစွာတို့ဇနီးမောင်နှံအားမိုးနှက်တောင်မောင်နှမဟု၍လည်းခေါ်ဆိုကြ၏ စိန်လန်းစုပြေပုတ်ပါမြေပုတ်ပါမြေကိုအပူပိုင်းဒေသကြီး OAZ ဟုတင်စားခေါ်ဝေါ်ကြသည် မြင်းချံလွင်ပြင်တဝိုက်တွင်ထီထီမာမာတည်ရှိနေသောပုတ်ပါတောင်အစုမှမိုးကောင်ရေရှားရပ်ဝန်း၌ကြာရောက်နေသည့်တိုင်ရာသီဥတုအခြေအနေမျှတမှုရှိ၏မိတောင်မြေပြင်သည်မြေဩဇာကောင်းမွန်သည့် သစ်ပင်စားပင်များကောင်းစွာဖြစ်ထွန်းသည်ထို့ပြင်စိတ်ဆန်းရေကွန်တို့ကလည်းတသွင်သွင်စင်ဆက်မပြတ်စီးစင်းလျက်ရှိလျာပုတ်ပါနယ်မြေတွင်အစဉ်စိမ့်လန်းစူပြေနေတော့၏ပုတ်ပါတောင်ဦးရင်ပုတ်ပါ mountain park တည်တော်ရေးရာဝင်ကြီးဌာနတည်တော်ဦးစီးဌာနသည်နိုင်ငံတော်အတွင်းတဘာဝထိန်းသိမ်းရေးနယ်မြေ33ခုကိုသတ်မှတ်တည်ထောင်ခဲ့ပြီးဖြစ်ပါသည်။ယင်းတဘာဝထိန်းသိမ်းရေးနယ်မြေအသီးသီးတွင် ထူးခြားသည့်တဘာဝတည်တော်ကြီးများရှားပါသည့်တားငှက်တရိတ်ဆန်များစသဖြင့်ပါရှိတတ်၏။ပုပ်ပါတောင်ဥယျင်ကို1983ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး1993ခုနှစ်တွင်သဘာဝအခြေခံခီးသွွားလုပ်ငန်းအဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့၏ ဥပါတံဥယင်သည်အကျယ်ဝန်း49.63စတူယန်မိုင်ရှိပြီးပုပ်ပါဒေတာတောများသည် ကိုလိုနီခေတ်ကာလ1902ခုနှစ်ကပင်ဘေးမဲ့တောအဖြစ်သတ်မှတ်ထားသောတောကြီးဖြစ်သည်ပုပ်ပါတံဥယင်အကောင့်ထဲဖို့ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်တို့ကအပူပိုင်းဒေတာရှိတစ်ခုတည်းသောကြံရှိသော အပူပိုင်းဒေတာဂေဟစနစ်ကိုကာကွယ်ရန် to protect and conserve at unit drying zone ecosystem in central Myanmar. ကျမောက်တောင်ရေရှည်တည်တဲ့ရန်ရေဝေရေလဲဒေတာအဖြစ်ထိန်းသိမ်းရန် to develop the pack as a well managed watershed area of Chamauk Town Reservoir ပဝင်းကျင်ပြရဆေးပင်များကိုရေရှည်အသုံးပြုဖို့ထိန်းသိမ်းရန်ဇေဒီပထိုး နတ်ကွန်စသည့်ရိုးရာဓလေ့ကို ထိမ့်သိမ့်ရန်ဂျွာနီးချုပ်ဆက်တို့အားပုပ်ပါတဘာဝစိတ်ရည်ထွက်များမှတောက်သုံးရည်စီစဉ်ပေးရန်ပြည်သူတို့အားပညာပေးရန်တဘာဝအခြေခံ ခီးသွွားလုပ်ငန်းမြင့်တင်ရန် တို့ဖြစ်ကြလေသည်ပုပ်ပါတောင်ဥယျင်သည် အမှန်ပင်စိတ်ဝင်စားဖွယ်ဖြစ်၏ဥယျင်အတွင်းပုပ်ပါတောင်ပန်းဖြေဟိုတယ်ကိုလည်းတည်ဆောက်ထားရှိပြီးရာ နိုင်ငံခြားသားခီးသည်များအဖို့များစွာအစဉ်ပြေလာပေသည်မြန်မာနိုင်ငံသို့လာရောက်ကြသည့်ကမ္ဘာလက်ခီးသည်များသည်ရခင်ကကာချာတူရစင်ဆိုင်များအပေါ်၌တာလျင်စိတ်ဝင်စားခဲ့ကြ၏သို့သောယခုအခါနိုင်ငံခြားသားခီးသည်အများစုမှာသဘာဝရည်မြေတောတောင်တားငတ်တရိတ်ဆန်တို့ကိုတွားရောက်လေလာလူကြလေသည်ပုပ်ပါတောင်ဥယျင်ကရင်းလူရင်ဆန္ဒကိုဖြည့်ဆည်းပေးပါသည်ပုပ်ပါတောင်ဥယျင်အတွင်းရှိ ုတ်ပါတောင်အပန်းဖြေဟိုတယ်ပုတ်ပါမောင်တန်ရီစော့၌တဲခိုရင်အဝေးစီမှပုတ်ပါတောင်ကလပ်၏တဘာဝအလှကို၎င်းပုတ်ပါတောင်မကြီး၏တဘာဝရှုခင်ရှုွက်များကို၎င်းခံစားနိုင်ကြလေသည် ထို့ပြင်ခြေလင်ခရီးသို့မဟုတ်မြင်းစည်းခရီးဖြင့်လည်းတဘာဝပတ်ဝန်းကျင်ဒေသများကိုလေ့လာနိုင်ကြ၏။တမင်၊မြောက်၊စသည့်တရိษံတို့ကို၎င်း ပုတ်ပါဒေတာတဝိုက်မှညံ့များကို၎င်း၊လိပ်ပြာအမျိုးမျိုးကို၎င်းလေးလာနိုင်ကြသေး၏။ပုတ်ပါတောင်ဥယျင်သို့ရောက်သည်နှင့်ရာသီဥတုအနေအထားကလုံးဝပြောင်းလဲသွားသည်။အပူပိုင်းလွင်မြင်ကိုဖြတ်တန်းလာရမှအေးမြသောအခြေအနေက တစတစအစားထိုးဝင်ရောက်လာ၏။ပုတ်ပါတောင်မှပန်းအလှများဆေးဘက်ဝင် အပင်များကိုလေးလာနိုင်ကြဖို့ရာ ပုတ်ပါတောင်ဥယျင်သို့လာရောက်ကြသူကဘာလက်ခီးတယ်များ တစ်နှစ်ထက်တစ်နှစ်များပြားလာပါသည်ပုတ်ပါတောင်ပန်းဖြေဟိုတယ်ပုတ်ပါမောင်တိန်ရီစော့ပုတ်ပါတောင်ပန်းဖြေဟိုတယ်သည်ပုတ်ပါတောင်ဥယျာဉ်အတွင်း၌တည်ရှိ၏ရှင်ပန်းဖြေဟိုတယ်ကိုဩစတြေးလျနိုင်ငံ Ground Kent Architects မှ ပုံစံရေးဆွဲက သစ်တော်ဝင်ကြီးဌာနနှင့် စင်ကာပူနိုင်ငံဟိုတယ်လုပ်ငန်းရှင်တို့ပူးပေါင်းတည်ဆောက်ခဲ့ကြခြင်းဖြစ်သည် ်တစ်သားဘန်ဂလိုတဲခိုဆောင်များဖြင့်တဘာဝအလှကိုဦးစားပေးတည်ဆောက်ထားခြင်းဖြစ်၏6ဖေဖော်ဝါရီ1998ခုနှစ်တွင် ပုပ်ပါတောင်ပန်းဖြေဟိုတယ်ကို ဖွင့်လှစ်ခဲ့သည်ဟိုတယ်သည် တောင်ကလက်ဘေးလန်းတစ်ဖက်ရှိ တောင်ကပယံ၌တည်ဆောက်ထားခြင်းဖြစ်ပြီး တောင်ကလက်၏အလှကို ကောင်းစွာရှုမျှော်ကြည့်ရှုနိုင်ရန် စီစဉ်ထား၏ထို့ပြင်ဟိုတယ်၌ ခင်မီရေကူးကန်တစ်ခုကိုလည်းထားရှိပြီးအေးမြသောတောင်ကျစမ်းရေဖြင့်ရေချိုးနိုင်ရန်စီမံထားသည်တဲခိုဆောင်များသို့တစ်သားစင်းကြံတံတားဖြင့်ကိုယ်ဝိုက်လှဲ့လေကသွာလာရခြင်းသည်ပင်ကြည်နူးဖွယ်ကောင်းလာပေသည်၎င်းပြင်ကြောက်တန်းကြောက်ဆောင်များတစ်ပင်ပန်းမှန်များကိုလည်းတဘာဝလျောက်တွေ့မြင်ကြရပေရာ တင်းပြန့်မှွေးကြိုင်သောသကဝါပန်းရနံ့ကိုရှူရှိုက်ရင်းအဝေးစီမှပုတ်ပါတောင်မကြီးနှင့်တောင်ကလတ်တို့ကိုရှုမျောကြည်နိုင်ကြပေသည်မီးတောင်ဟောင်းစီတို့ပုတ်ပါတောင်မကြီးရှိ မီးတောင်ဟောင်းအဝါတို့တနေ့တာခြေလင်ခရီးအဖြစ်တွားရောက်လေပတ်နိုင်ကြ၏မီးတောင်ကြီးသည် AC 442ခုနှစ်ခန့်ကပောက်ကွဲခဲ့သည်ဆို၏ယခုအခါမီးသေးတောင်အဖြစ်တွေ့မြင်ကြရလေသည်ပုတ်ပါတောင်မကြီးရှိ မီးတောင်ပောက်ကွဲခဲ့ဘူးရာနေရာတွင်ကြီးမားသောကြောက်ကြီးအဖြစ်တွေ့ရှိကြရသည်ဆိုပါသည်၎င်းထိုနေရာ၌ကြောက်ကြီးမှာအနက်ပေး 1968ပေရှိကြောင်းသိရှိရ၏အယူဆတရက်မှာမိတောင်ကြီးပောက်ကွဲစဉ်ကမိတောင်ဤအစို့သည် ပုတ်ပါတောင်ကလက်ဖြစ်လာသည် ဆို၏ထို့ပြင် အခြားဝေးလံသောအရက်ဒေတာတို့လည်းမိတောင်မှ ကြောက်တုံးကြီးလွင့်စင်သွားခဲ့ကြောင်းဆိုကြသည်ပြခန်းအတွင်း၌ပြထားသော satellite image and aerial photo view of mount ပုတ်ပါဓာတ်ပုံတွင် ပုတ်ပါတောင်မကြီးမှ မိတောင်ဟောင်းအဝပုံကိုတိတာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်ပညာပေးပြခန်း Environmental Education Center ပုပ္ပါတောင်ဥယင်အတွင်း၌ယခုအခါတစ်တော်ဦးစည်းဌာနမှပညာပေးပြခန်းတစ်ခုတည်ဆောက်ထားရှိပြီးဖြစ်ပါသည်ကြကန်အတွင်း၌ပုပ္ပါတောင်ဝင်းကျင်ဒေသကြီးတစ်ခုလုံး၏ ကွန်တိုမြေပုံကိုအခြေပြုလျက် ပုံစံငယ်ပြုလုပ်ပြသထားသည်ကို စိတ်ဝင်စားဖွယ်တွေ့နိုင်၏ရင်းပုံစံငယ်ကို ကြည့်ရှုခြင်းဖြင့်ပုပ်ပါတောင်ကြီး၏မြေမျက်နှာတွင်ပြင်အနေအထားကိုအသေးစိတ်လေ့လာနိုင်ကြပေသည်ကြက်ကန်အတွင် ပုပ်ပါဒေသတွင် တွေ့ရှိရသည့်ငှက်များလိပ်ပြာများဆေးဘက်ဝင်အပင်များ၏ဓာတ်ပုံတို့ကို အမျိုးမြေတို့နှင့်တကွပြသထားသည်၏ ဆေးဘက်ဝင်အပင်များစိုက်ခင်ပုတ်ပါတောင်ပညာပေးပြကန်းနှင့်ကက်လျက်နေရာတွင်ဆေးဘက်ဝင်အပင်များစိုက်ခင်ပုတ်ပါမက်ဒီကယ်ပလန့်စ်တို့ကို တွေ့ရှိကြရ၏စိုက်ခင်တွင် ပုတ်ပါတောင်ဒေသ၌သဘာဝအလျောက်ပေါက်ရောက်သည့်ဆေးဘက်ဝင်အပင်များအားစနစ်တကျစိုက်ပျိုးထိန်းသိမ်းထားသည်ကို တွေ့ရှိရ၏ယခုအခါ ဈေးဘက်ဝင်အပင် အမျိုးပေါင်း350ခန့်ကို စုဆောင်းရရှိစိုက်ပျိုးထားပြီးဖြစ်ကြောင်းသိရှိရပါသည်။စိုက်ပျိုးထားသည့်ဈေးဘက်ဝင် အပင်များအနက်အချို့မှာစင်တုံးမနွယ်၊ခင်ပုတ်၊ကြာဟင်းကြီး၊ဈေးပလဲ၊တဟတ်တဖူ၊မလျှော့၊မိချောင်းကွင်းဖက်၊တကြားမကတ်၊တနက်ပစ္စည်း၊မယားနှင်း၊ရွှေကူတန်လျက်၊ရှားဆောင်လက်ပတ်၊ဈေးခါကြီး၊ဘုံမာယာစား မီးကွင်းကမုံမူယာကြီးအေဂရစ်တပင်ရွှေတီယူဇနာတက်ရင်ရွက်ကြပင်ပေါဝန်စာကွန်ပိတ်လက်ချာထောလဘတ်ဇောကြီးတောင်ဝေးနန်းလုံးကြိုင်ဂုံခါတောင်ဇလက်နီစသည်တို့ ဖြစ်ကြသည်စန္တကူးတော်ပုပ်ပါတောင်ဥယျာဉ်အတွင်စန္တကူးပင်များတိချာစိုက်ပျိုးထားသောစန္တကူးတော်များရှိပါသည် ဆန်ကူးတောအပါဝင် အနီးဝန်းကျင် တောတောင်ဒေသတို့ကိုခြေလျင်ခရီးဖြင့်ဖြစ်စေမြင်းစည်း၍ဖြစ်စေလှဲ့လေသွားရောက်နိုင်ကြ၏ဆန်ကူးတောတွင်တစ်ခွအမျိုးမျိုးဂမုံပင်နှင့်ဆေးဘက်ဝင် အပင်များစုစုပေါင်းအမျိုး40ခန့်ကိုလေ့လာနိုင်ကြပေသည်ဆန်ကူးတောတို့သွားရောက်ရင်ပုပ်ပါအရှိတ်ချံငပြောဆိုင်ခင်းများစီတို့လည်းလှဲ့လေဝင်ရောက်နိုင်ကြပေသည်ဆိုင်ခင်းအတွင်းရှိမြောက်များ တမင်များမှာများစွာရင်ပါနေကြပြီဖြစ်၏။စန္ဒကူတော်အပါဝင်တစ်တော်များတို့လှဲ့လေသွားရောက်ရင်တဘာဝတွင်ထွက်ပစ္စည်းများနှင့်တောကြောင်မြောက်မွဲမြက်ကွင်းဖြူစသည့်တောတွင်တိရိစ္ဆာန်တို့နေထိုင်ကြက်စားပုံတို့ကို ကောင်းစွာ လေ့လာနိုင်ကြပေသည်။စိုက်ပျိုးရေးလုပ်ငန်းပုပ်ပါတောင်နီးဝင်းကျင်သည်မီတောင်ဟောင်းမြေဖြစ်သည့်ဖြင့်ရာသီဥတုကောင်းမွန်ပြီးတိပင်စားပင်များဖြစ်ထွန်း၏ ထို့ကြောင့်လည်းအသီးနှံများပေါများလာလေသည်တဘာဝစိမ့်ဆန်းများပေါများမှုကလည်းတစ်ပင်ပန်းမှန်တို့ဖြစ်ထွန်းမှုကိုအထောက်အကူပြုနေပါသည်တစ်တော်ဌာနမှစိုက်ပျိုးခင်းများမှလည်းစမ်းသက်သူတေသနာပြုမှုကိုကြိုလင့်လျက်အစွမ်းကုန်ဖူးပွင့်ဖြစ်ထွန်းနေကြ၏ပုပ်ပါတောင်ချေတဝိုက်တွင်စပြစ်သီးပင်များကို တွေ့မြင်နိုင်ကြသည် ထို့ပြင်ငပြောစိုက်ခင်းများကိုလည်း ပုတ်ပါတောင်အရှိတ်ဘက်ချမ်းတခြားတွင် တွေ့မြင်နိုင်ပေသည်ပုတ်ပါဒေသမှထွက်သောမလကာသီးများမှအခြားဒေသထွက်လို့နဲ့မတူအရသာထူကယ်လာ၏တင်မောပိန်းနေနှင့်ဩဇာတို့မှလည်းရာသီလိုက်တီးမဲ့နေကြလေသည်ယခုအခါတစ်တော်ဌာနမှဆေးဘဝင် အပင်များနှင့်ပန်းပင်မျိုးစုံကို စုဆောင်စိုက်ပျိုးထားသည်ကိုတွေ့ရှိရ၏။ငှက်ကြည့်ခြင်းနိုင်ငံသားများသာမကမြန်မာနိုင်ငံသားအချို့ကပင်လင် ငှက်ကြည့်ခြင်းကိုဝါသနာထုံကြ၏ပုပ်ပါဒေတာတွင်ငှက်အမျိုးပေါင်း130ကျော်ကို တွေ့မြင်နိုင်သည်ဆို၏သို့သောငှက်များအလုံးမှာမူမြမငှက်မျိုးများမဟုတ်ကြပေအချို့ငှက်များကစောင်းရာတီတွင် ပုပ်ပါဒေတာတို့ လာရောက်ခိုနားကတားပေါက်ကြသည်အချို့ငှက်များကတော့ပုပ်ပါဒေတာမှ ဝေးရာသို့ပြောင်းရွှေ့ပြန်တန်းနေထိုင်ကြ၏ ဟုတ်ပါတောင်တဝိုက်တွင် တွေ့ရှိရသောဒေသခံမြတ်အချို့မှာတစ်တောင်ငှက်ကတ္တဝါဇီးကွက်ခိုးချိုးလေပြစွန်တပိတ်လွယ်တိမ့်ငှက်တာလီကာဇရက်စသည်ဖြင့်အမျိုးအစား80ခန့်ရှိပါသည်အလားတူပင်မြန်မာနိုင်ငံသို့ အလဲရောက်လာသည့်စောင်းခိုးငှက်တို့မှလည်းအမျိုးအစား30ကျော်ရှိပါသည်ငှက်တတဝါများနှင့်ပတ်သက်၍သိပ္ပံပညာရှင်တို့၏သုတေသနပြုချက်အရာ ကဘာပေါ်တွင်ငှက်အမျိုးပေါင်း6600ရှိရာတွင်မြန်မာနိုင်ငံ၌အမျိုးအစား1100ရှိသည်ဆိုပါသည်မလေးရှားနိုင်ငံတွင်925မျိုး စင်ကာပူနိုင်ငံတွင်335မျိုးထိုင်းနိုင်ငံတွင်935မျိုး ရှိသည်ထက်ပင်မြန်မာနိုင်ငံကပိုမိုပါသည်ဥရောပတိုက်တွင်ငှက်အမျိုးအစား400မျှသာရှိပြီးမြောက်အမေရိကတိုက်မှာလည်း645မျိုးသာလျှင်ရှိပါသည် ထို့ကြောင့်လဲဝါသနာရှင်များအနေဖြင့်မြန်မာနိုင်ငံသို့လာရောက်ငှက်ကြည့်ကြခြင်းဖြစ်ပါသည်။လက်ပြာကြည့်ခြင်းလက်ပြာသည်အင်းဆက်ပိုးတစ်မျိုးဖြစ်၏။ထို့သောလက်ပြာကအခြားအင်းဆက်ပိုးများနှင့်မတူရောင်စုံလှပသောအစင်းဒီဇိုင်းများဖြင့်ဒီဇိုင်းဆင်ထားသည့်အတောင်များပါရှိသည့်အလျောက်လက်ပြာကိုနှစ်သက်မြတ်နိုးတတ်ကြသည်။ယခုအခါကဘာပေါ်တွင်လက်ပြမျိုးရင်း၁၀ခုရှိပြီးအမျိုးအစားမှာ 18,500ရှိသည်ဆို၏ရင်းတို့အထဲမှမြန်မာနိုင်ငံ၌မျိုးရင်း6ခုအမျိုးအစား14ခုတွေ့ရှိရသည် ဆိုပါသည်သို့သော ရေဘူးရအားဖြင့်မူလိပ်ပြာကို နေထိုင်ရာအရက်အပေါ်မူတည်ပြီး grassland butterflies woodland butterflies နဲ့ mountain butterflies ဟူ၍၃မျိုးသာခွဲခြားနိုင်ပါသည် လိပ်ပြများသည် အများအားဖြင့်နေ့အခါ၌ပြန်တန်းလေးရှိကြ၏အများစုမှာလည်းရောင်စုံ တောက်ပသောအတောင်များရှိကြပေသည်ထို့ကြောင့်လည်းလိပ်ပြနှင့်ပိုးဖလံကောင်တို့အလွယ်တကူခွဲခြားနိုင်ကြ၏ထို့ပြင်လိပ်ပြ၏ဝမ်းပိုက်မှာရှေလျားသေးသွယ်ပြီးပိုးဖလံကောင်မှမူကြီးမားသောဝမ်းပိုက်ရှိလေသည်လိပ်ပြာအမျိုးအစားအများစုကို ပုတ်ပါတောင်တဝိုက်၌တွေ့ရှိကြရသည်ဝါသနာရှင်များအနေဖြင့် ုတ်ပါတောင်ဒေသတွင်လိပ်ပြာများရှာဖွေလေ့လာနိုင်ကြ၏ယခုအခါကပ္ပရှာပါအမျိုးအစားစည်ရင်းဝင်လိပ်ပြာ6မျိုးကိုမြန်မာနိုင်ငံ၌တွေ့ရှိထားပြီးဖြစ်ပါသည်၎င်းတို့မှာ အဖိုလို ခိုင်စာ the common badwin နှမျိုးနှင့် the golden badwin နှမျိုးတို့ ဖြစ်ကြလေသည် အပူပိုင်းဒေသ၏ oasis ပုတ်ပါတောင်ကြီးသည်မိုးခေါင်ရေရှားရက်ဝန်း၌ကြာရောက်လျက်ရှိတော်လဲ အမြဲထာဝဇင်စိမ့်လန်းဆိုပြီးလျက်ရှိ၏တို့ကြောင့်လဲပုပ်ပါဒေတာကိုမိုးခေါင်ရေရှားရက်ဝင်းဤ Oasis ၊ကွင်းစာကွင်းပိတ် Oasis of Drying Zone ဟုတင်စားခေါ်ဝေါ်ကြလေသည် ပုပ်ပါတောင်မကြီးမှတဘာဝအလျောက်စီးစင်းလျက်ရှိသော စိမ့်ဆန်းရေထွက်တို့ကလည်းပုပ်ပါဒေတာကိုအစဉ်စိမ့်လန်းဆိုပြေစေပါသည် ပုပ်ပါသည် အနီးဝန်းကျင်မြို့များနဲ့မတူဘဲထူးထူးခြားခြားစိမ့်လန်းဆိုပြေလျက်ရှိ၏ထို့ကြောင့်လဲကိုလိုနီခေတ်ဦးကာလကပင်တစ်တော်ထိန်သိမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြလေသည်1902ခုနှစ်တွင် ပုပ်ပါတောင်ဝန်းကျင်ကိုဘေးမဲ့တော်အဖြစ်သတ်မှတ်ခဲ့သည်1954-55ခုနှစ်များတွင် ထိမ့်သိမ်းကန့်သက်နေမည်အဖြစ်ထပ်မံသတ်မှတ်ခဲ့ပြန်၏ပုပ်ပါတောင်ဒေသတွင်တောရိုင်းတိရစ္ဆာန်များဖြစ်ကြသောခွေးအ တောကြောင်တောခွေတောဝက်ရှင့်ယုံမြောက်စသည့်တိရစ္ဆာန်အမျိုးပေါင်း130ကျော်ကို တွေ့ရှိရ၏လိပ်ပြာအမျိုးအစားများမှလည်း100ကျော်ရှိပါသည်1983ခုနှစ်တွင်ပုပ်ပါတောင်ဥယင်စီမံကိန်းကိုစတင်ခဲ့ကြ၏ထိုစဉ်ကပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်လေသည်ထို့နောက 1998-2000ခုနှစ်များအတွင်းမြန်မာဂျပန်ချစ်ကြည်ရေး လုပ်ငန်းအဖြစ် Ad Forestation Project ကိုလှုပ်ဆောင်ခဲ့ကြသည့်ခေတ်ဆက်ဆက်တွင်တစ်တော်ထိန်းသိမ်းရေးလုပ်ငန်းများကိုစနစ်တကျဂရုတစိုက်လှုပ်ဆောင်ခဲ့ကြသည့်အလျောက်ပုပ်ပါဒေတာမှအမှန်ပင် အပူပိုင်းဒေတာ၏ OA ဇစ်ဟုဆိုရမည်ဖြစ်ပါသည် ကြံကိုစရင်ကဝိန္ဒရှင်ပုပ္ပါတောင်တော်သမိုင်းရန်ကုန်ဧကရစ်ပုံနေလုပ်ငန်း1994တတိယကျင်းကေတလာရှင်မန္တလေးသာသနာဝင်စတုထအတွဲရန်ကုန်သာသနာရေးဦးစီးဌာန1985ချစ်ဆရာပါဠိပုပ္ပါသမိုင်းချုပ်ရန်ကုန်လေဒီတရားတည်င်းစာတိုက်1926ခုနှစ်အေပြီတိုးလှဒေါက်တာ မြန်မာမင်းများလက်ထက်ကပုတ်ပါတောင်သမိုင်း27နိုဝင်ဘာ2002ခုနှစ်တွင်တက္ကသိုလ်များသမိုင်းသူတေသနာဦးစီးဌာန၌ဖတ်ကြားသောစာတမ်းတင်ဦးပကံဝင်းထောက်မင်းကဗျာဗန္ဓတာရကျန်းရန်ကုန်တင်ဝင်းဦးကွင်းစာကွင်းပိတ်လက်ထောက်ညွှန်ကြားရေးမှုတောင်ပြုံးပွဲတော်သမိုင်းတက္ကသိုလ်များသမိုင်းသူတေသနာဦးစီးဌာနတင်တန်းယူ ညမခရီးသွားတဘာဝအခြေခံခီးသွားလုပ်ငန်းရန်ကုန်ကောင်းသတ်ပုံနှိပ်တိုက်2000ခုနှစ်အောက်တိုဘာဖီမောင်တင်ဦးနှင့်ဖာနီဘယ်ဇဘူဒီပဦးဆောင်ကျန်းရန်ကုန်မြန်မာနိုင်ငံသူတေသနအသင်1960ဖိုးကြာဦးမျိုးသားပညာဝင်ခိမီမြန်မာရာဇဝင်အကျဉ်းရန်ကုန်မြမကုံရေးစာပုံနှိပ်တိုက်1939 မိုးကြော်မြင့်ဆရာတိုင်းငင်စေတံပိုးနှက်ကထိုက်လာသောမြမအမည်ပေါ်မှဆေးဘက်ဝင်အပင်များဇောတိတ်တဝေဒမဂ္ဂဇင်1988ဇွန်လမင်းစီသူမြန်မာနိုင်ငံနှက်ကိုးကွယ်မှုတမိုင်းရန်ကုန်မြင်းဆွေစာအုပ်တိုက်1992 AB မင်းယူဝေရှင်မဟာတိလဝန္တဤနက်တော်လန်မှုလောက်သားပြည်သူနေစဉ်25 7 1963မြမဆွဲဆောင်ချမ်းအတွဲခုနှစ် ပုတ်ပါတောင်ရှေးဟောင်းစာပေသူတေတီတူရှေးဟောင်းမှတ်စာပရိတာစာတွဲ9ဖျောင်းလိမ့်စာမူလွင်မောင်မှတ်တန်းတမိုင်းမန်းစီရတိုင်းရန်ကုန်စာပေတစ်စာပေတိုက် ဝင်းမောင်ဦးတပဝတီ ကန်း16ရွာကွင်းစင်းလီလာချက်စာတန်းဆရာကြီးဦးမောင်မောင်တင် မဟာဝိဇ္ဇာဤ83နှစ်မွေးနေ့အခမ်းအနားတွင်ဖတ်ကြားသောစာတန်းအခြေပြမြန်မာနိုင်ငံရေးသမိုင်းပထမတွဲရန်ကုန်စာပေဗိမှန်1980ဇွန်လဝင့်ခန့်ချင်းဤစာအုပ်တွင် ဖော်ပြထားသည့်ဓာတ်ပုံများအားကိုယ်တိုင်ရိုက်ကူးထားသောဓာတ်ပုံများမှ၎င်းပုပ်ပါတောင်ဥယျာဉ်ပညာပေးပြကမ်းမှ ဓာတ်ပုံအချို့ကို၎င်းအသုံးပြုထားကြောင်းလေးစားစွာ ဖော်ပြအပ်ပါသည် စာရေးသူဟုတ်ကဲ့ပါရှင်ဒီဆရာတင်နိုင်တို့ရဲ့ဘူပိုင်းဒေတာဤ OAZ ပုတ်ပါဆိုတဲ့စာအုပ်လေးကတော့ဒီမှာပဲဆုံးသက်သွားခဲ့ပါပြီရှင်စာမဆုံးပိုင်းနောက်ဆက်အပိကေကြသူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်အမယွန်လေးတွေချင်းတော်လေးတွေစကားတမ်းမပြီးသားမှုလေးတွေဖြစ်သွားပါကြလဲခုလိုတိကျနေကြပါ ရှင်အားလုံးကျန်းမာပြီးကြပါစေနောက်ထပ်စာရင်းပြန်ကြပါမယ်ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်